2013ခုနှစ်ဇွန်လ10ရက်နေ့ကမွန်ပြည်နယ်တထုံမြို့နီးမှာ ဖြစ်ပွားခဲ့တဲ့ရာဇာမင်းခီးသက်တင်မှန်လုံရင်ကိုတမျှတိုက်မှုကကျူးလွန်သူတွေကိုတေရန်နဲ့ထောင်နဲ့တသက်တကြွန်းအထိပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ကျူးလွန်သူ6ဦးအနက်5ဦးကိုတထုံခရိုင်တရားရုံးကတေရန်နဲ့ကြံတအူးကိုထောင်နဲ့တသက်တကြွန်းချမှတ်ခဲ့တာဖြစ်ပါတယ်။ဓမြမှုမှာကျူးလွန်သူတွေဟာတထုံမြို့နယ်စခန်းကြီးကျေးရွာ၊ကန်းဒီကုန်းကျေးရွာ၊ပိန်နေတော်ကျေးရွာတို့မှာနေထိုင်သူ၄ဦးနဲ့ ကရင်ပြည်နယ်မြဝတီမြို့810ခါခွေတောမကြီးရွာမှာနေထိုင်သူတဦးတို့ပါဝင်ပြီးသူတို့၅ဦးကိုတည်ရန်ချမှတ်ခဲ့တာဖြစ်ပါတယ်။ထောင်ဒဏ်တသက်တကြုံချမှတ်ခံရသူမှာကရင်ပြည်နယ်ဖဟန်မြို့နယ်ပန်းကုန်းကြီးရွာအုပ်စုငနက်ပြာကြီးရွာနေသူဖြစ်ပါတယ်။တပြားမှုဖြစ်ပွားခဲ့မှုဟာတန်ဖြူစရဲမျိုးကနေရန်ကုန်ကိုထွက်ခွာလာတဲ့ရာဇာမင်းခီးသက်တင်မှန်လုံရင်ကိုမုတ်တမကြီးရွာအယောက်မှာဓမြမှုကျူးလွန်သူတွေတက်လာပြီးတထုံမြို့နယ်တောင်စွန်းကြီးရွာအယောက်မှာဓမြတိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဓမြဘူးကျူးလွန်သူတွေဟာကားဒရိုက်ဘာနဲ့စပယ်ယာကိုတနက်နဲ့ပြတ်သက်ပြီးကားပေါ်ပါခီးသည်တွေစီကနေရွှေငွေနဲ့လက်ကင်ဖုန်းတွေယူဆောင်သွားခဲ့ပါတယ်။အဲဒီဓမြမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတထုံမြို့နယ်မြို့မရဲစခန်းကပါဇော60မြင်းဆောင်2013ပြည်မှုပုံမှ396နဲ့အမှုဖွင့်ရေးယူခဲ့တာဖြစ်ပါတယ်။